ငင်းချားထုတ်ရုပ်ရှင်များအပေါ်တရားရာဂိုင်းနှုတ်အခွန်စီချမ်းမြီဒေါ်နယ်ထရန့်ဆိုကိုနိုင်ငံတကာအတိုင်းဝိုင်းမှပြည်တင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံသားရုပ်ရှင်များအပေါ်တရားရာဂိုင်းနှုတ်အခွန်စီချဖို့အဆိုပြုလိုက်တဲ့ American သမ္မတဒေါ်နယ်ထရန့်ကိုနိုင်ငံတကာရုပ်ရှင်ထုတ်လုပ်သူများကရှုတ်ချလိုက်ကဒီလိုသတ်မှတ်လိုက်ရင်ကမ္ဘာရုပ်ရှင်ဈေးကွက်ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ American အနေနဲ့ထိခိုက်လာနိုင်တယ်လို့ပြောသွားပါတယ်။ ်မေလ၄ရက်နေ့ကဆိုရင်ထရန့်ကနိုင်ငံရဲ့ချားမှထုတ်လုပ်တဲ့စကားအလုံးကိုတရားရာဂိုင်းနှုတ်အခွန်စီချက်ဖို့ကြေညာခဲ့ရာဘာကြောင့်ဒီလိုတတ်မှတ်ရလဲဆိုတဲ့အပေါ်မေးခွန်းထုတ်လာကြပါတယ်အဆုံးသတ်ဆုံးဖြတ်ချက်မထွက်ပေါ်သေးပေမဲ့ထရန့်ရဲ့ကြီးညာချက်ကတက္ကပလုံးမှအငင်းပွားစရာဖြစ်နေပါသည်။ ထရန်ကာထောဒီလိုအခွန်သတ်မှတ်ခြင်းဖြင့်အမေရိကထုတ်ရုပ်ရှင်တွေ ထွက်ရှိလာပြီးပြည်တွင်းထုတ်လုပ်မှုအားကောင်းလာမယ်လို့ယုံကြည်နေပါတယ်။ရုပ်ရှင်ဆိုတာကကဘာပေါ်မှာလွတ်လပ်စွာ ရှင်သန်လှူရှားရတဲ့အမှုပညာလုပ်ငန်းဖြစ်ပြီးဒီလိုအသားစီးတွေကြောင့်အမေရိကန်ရုပ်ရှင်လုပ်ငန်းတခြားကွဲထွက်နိုင်မဲ့အနေရရှိနေတယ်လို့အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူနတန်နီရယ်ဘွိုက်ကပြောပါတယ်။ တရုတ်ရုပ်ရှင်ဝေဖန်ရေးဂျိုးလီမင်ကလည်းထရန့်တင်ပြထည့်ရုပ်ရှင်အခွန်စည်းချက်ချင်းဟာအမေရိကန်ပြည်တွင်းရုပ်ရှင်တွေကိုပဲအတံပြန်ထိခိုက်စေလိမ့်မယ်လို့သုံးသပ်သွားပါတယ်အမေရိကန်ရုပ်ရှင်တွေဟာအခြားနိုင်ငံပေါင်းများစွာနဲ့ပူးပေါင်းရှိုက်ကူထုတ်လုပ်ကြတာဖြစ်တာကြောင့်အမေရိကန်တွေပဲနစ်နာရလိမ့်မယ်လို့ပြောပါတယ်။ ရှင်ကျိမှုဖလှယ်ခြင်းအတွက်အရေးပါတဲ့ပေါင်းကူတစ်ခုဖြစ်တဲ့ရုပ်ရှင်အမှုပညာဟာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ်မိခိုနေရတယ်လို့ကျွမ်းကျင်သူများကဆိုပါတယ်ရုပ်ရှင်အတိုင်းဝိုင်းတွေဟာဤပညာပိုင်းနဲ့အရေးချင်းပိုင်းမှာလွတ်လပ်စွာအစင့်မြင့်ထွက်ပေါ်လာချတာကြောင့်တနိုင်ငံတဲကပဲပိတ်ဆို့တတ်မှန်နေလို့မရတော့ကြောင်းအမေရိကန်ရုပ်ရှင်လောကမှာအပြိုင်ဆိုင်နေလာနိုင်ကြောင်းဂျိုးလီမင်းကပြောပါတယ်လို့သိရပါတယ်ရှင်။